မတူညီတဲ့တင်းသုံးသင်းတဲ့တန်းစင်းရတဲ့ဂိုလ်မအဖြစ်မှတ်တမ်းဝင်သွားတော့မယ်ကန်ဆိုးသူမောင်ရှင်2025ဘာရှင်တင်းတဲ့ Rams G ပရိသမျှလုံးမဲမင်္ဂလာပွဲများ Blue Lion King ကပြန်လဲကြိုးစိုးလိုက်ပါ ड़ी မက်ဆီရိုနီနဲ့ကိုသာလျင်ဘွားမှာကန်အဆိုးဆုံးကစားမလို့ထင်မြင်ယူဆနေကြပါလားစော်တယောက်ကိုနှစ်နဲ့ချီအောင်လိုက်ပြီးတော့ကြိုးစားနေပြီမဲ့အခုချိန်ထိအငင်းခံနေရတော့လားငွေဥတောင်မှတည်ချာချာလေးစီစီချွေတာသုံးဆွဲနေရတဲ့ဂျားရဲမှာပဲအလောက်ကပြုတ်သွားခဲ့ရသေးတယ်လား လူနေမှုဘဝကိုစဉ်းနှံမြင့်မြင့်နေနိုင်မှုအသာသာနေ့စဉ်ရှင်သန်နေရတဲ့ဘဝမှာတောင်မှငွေကြေးကြက်တဲ့နေရင်ဆိုင်ကြုံတွေ့နေရလား။နောက်ပြီးကုသလို့မရနေတော့တဲ့ကင်ဆာယောဂအဆိုးဆုံးအဆင့်တို့ယောဂဝေနာမျိုးခံစားရတယ်ဆိုတော့အချိန်လုံးမှသိရှိလိုက်ရတဲ့ဘဝမျိုးခင်ဗျားတယောက်တည်းဟုပဲချစ်တယ်ဘယ်တော့မှခွဲမသွားဘူးလို့ပြောခဲ့ပြီးတခြားသူတယောက်ရဲ့ရင်ခွင်မှာကလေးနှစ်ယောက်လောက်တောင်မှရရှိထားပြီးဖြစ်တဲ့သူမကိုမြင်တွေ့လိုက်ရသလိုမျိုးဘဝကအရန်ကိုနာနာကျင်ကျင်ဆန်းလုံးနေလား။ ဒါရီအလုံးကဘဝရဲ့ကံဆိုးဆုံးစိတ်ပိုင်းတစ်ချို့ဖြစ်ပါတယ်။ဒါရီခက်ခံရသူတွေရဲ့ဘဝမှာတော့ယောဂဖြစ်တဲ့လူထက်တောင်မှပိုပြီးကံဆိုးရဲလို့ခံစားရင်ခံစားနေကြနိုင်ပါတယ်။ဒါပေမဲ့ခင်ဗျားတို့ထက်ကံဆိုးလုံးနဲ့ကံဆိုးသူမောင်ရှင်တယောက်ရှိပါသေးတယ်။ ကိုတယောက်တည်းအထီးကျန်ပြီးတော့ဖော်မဲနေပြီးလို့မတွေးလိုက်ကြဘူးဒီဗီဒီယိုနဲ့လက်တွေ့လိုက်ရချင်းဖြစ်ပါတယ်အစောကန်ဆိုးသူမောင်ရှင်ကတော့အခုလက်ရှိစောက်စနန်တင်းမှာကိုဖန်းနေတယ်အာစနယ်ကိုသမားဟောင်းရမ်စ်တေးဖြစ်ပါတယ်ရမ်စ်ရဲ့အာစနယ်ကိုသမားဘွားကအစောပိုင်းနေ့ရက်ဒီမှာရာသီဥတုတတရရရှိနေတဲ့ပင်လေပင်လိုလှိုင်းလေးတွေကကောင်းကောင်းညင်တက်နေခဲ့ပါတယ်လက်စွမ်းကောင်းတွေကိုပြသနိုင်ခဲ့တယ်အတင်းနဲ့တူ build up ကောင်းကောင်းကစားနိုင်နေတယ် မန်တေပိုင်းမှာရန်ကုန်ကြန့်ခိုင်တမ်မရီကမ္ဘာစင်လက်စွမ်းမျိုးပြသနိုင်ခဲ့တာကြောင့်အာဆင်အနေနဲ့အတော်လေးလေးလိုက်ဖက်တဲ့ဂိုးမားတယောက်ဖြစ်ခဲ့ရတယ်ပေါ့ဒါမဲ့နောက်ထပ်တစ်နှစ်မှာတော့အာရီတာကရာယာကိုခွဲယူခဲ့ပြီးတော့ရာယာကိုပဲနေရာပို့ပေးခဲ့တာကြောင့်အင်လန်လူရေးစင်ကစားမပွားကိုထိခိုက်လာမှာဆွေးနွေးကြောင့် Ramsey ကအာဆင်ကနေထွက်ခွာဖို့ရွေးချယ်ခဲ့ဆောက်တဲ့ငါသူ့ကိုခေါ်ယူသွားခဲ့တယ်ပေါ့ဒါမဲ့လေ Ramsey တယောက်ကန်ဆိုးရှာပါရီသူ့လိုကန်ဆိုးတဲ့သူတောင်မှသူ့လောက်ကန်မဆိုးဘူးလို့ပြောရမယ်နေထားပါပြီဒီအာဒီမှာဆောက်တဲ့ငါကဘယ်ဖျားမကိုလာခဲ့လို့မရတော့တဲ့နေထားနဲ့တန်းစင်ရဖို့တော်လေးနေကနေခဲ့ပြီဖြစ်ပါရီ ဘုရားတော်မှာမကင်နိုင်တော့ဘူးဆိုတော့ Ramsey ကလည်းဘယ်ကင်နိုင်မှာမလဲစောက်တဲ့ Leicester နဲ့ SH2 ကတန်းစင်းရဖို့အတော်လေးကိုနှိစက်တဲ့အခြေအနေတည်းရမှာလည်းရှိနေကြပါရီဒီအသီးမှာရင်ရသေးလို့ပွဲစဉ်38မှာတန်းစင်းစုံတိုက်ပွဲပြိုင်ဆိုင်မှုပြင်းထန်မှုတွေကိုမြင်တွေ့ရဖို့အတွက်မရှိတော့တဲ့ဒီဖြစ်သွားနေမှာရီ Ramsey ကတော့စောက်တဲ့သားတန်းစင်းသွားမယ်ဆိုရင်စောက်တဲ့ကနေထွက်ခွာပြေးမှာပါ Ramsey ကအင်္ဂလန်တင်းမှာနေရာတနည်းအောင်ခိုင်မာရရှိဖို့ရည်မှန်းထားသူဖြစ်ပါရီ ။ဒါကြောင့် Ramsey ကပရီးမီးယားလိမှာပဲဆက်ကစားခြင်းနေပါပြီ။ Championship ကိုဆက်မကစားခြင်းမဟုတ်ခုချိန်မှာ Ramsey ကိုစိတ်ဝင်စားနေတယ်လို့လေသံပြစ်လာတဲ့အသင်းကထုံးစံတိုင်းကောင်းနေဆိုရင်လာထားဆိုတဲ့ Chelsea အသင်းပဲဖြစ်ပါပြီ။ Chelsea က Ramsey ကိုတော့ခေါ်ယူခြင်းပေမဲ့လက်ရှိဂိုးသမားတွေဖြစ်ကြတဲ့ Jorginho နဲ့ Robert Sanchez တို့ရဲ့လက်စွမ်းနေတဲ့သူနှိုင်းရှင်သုံးသပ်မှုတွေပြုလုပ်သွားအောင်မှာဖြစ်ပြီးတော့ ်ဒရိုနီယောင်းနဲ့ဘလုံးမမဖြစ်နိုင်တော့ဘူးဆိုတဲ့အချိန်ကြမှာသာ Ramsey ကိုစဉ်းစားသွားမှာဖြစ်ပါရီဘောလုံးကိုစောကားလို့ခေါ်ရတဲ့စောကားပိုင်ရှင်ကြီးတွေကတော့လှုပ်ချလိုက်ပြန်ပြီကွာလို့ပြောရလေမလားပါဘီ Ramsey ကလည်းကံကိုစိုးလွန်းလာပါရီဒီချိန်မှာသာသူ့အနေနဲ့စောက်တဲ့နဲ့တူတန်းစင်းရပဲဆိုရင်တော့ဒါက Ramsey အတွက်၃ချိန်မြောက်တန်းစင်းရခြင်းဖြစ်လာမှာပါမတူညီတဲ့ကလပ်အသင်း၃နည်းနဲ့တန်းစင်းရတဲ့ Goldma ဆိုပြီးတော့လေသူရဲ့မှတ်တမ်းတွေကိုဝင်ရောက်လာတော့မှာဖြစ်ပါရီ Ramsey က2019-20တုန်းကဘုံပေါင်းတဲ့တစ်ချိန်2020-21ဘောလုံးရာသီက Sheffield United နဲ့တစ်ချိန်တန်းစင်းခဲ့ရပြီးဖြစ်ပါရီနောက်တစ်ရာသီမှာတော့ Championship မှာကစားနေပြီမြေလ က်ဆန်းကောင်းနေပြသနေခဲ့ Ramsey ကို Arsenal ကခွေလိုက်တာဖြစ်ပါရီ။ကုစရတော့ Ramsey ကနေရာရှာများလို့ဆိုပြီးတော့ Arsenal ကိုစွန့်ခွာလို့စောက်တန်ကိုပြောင်းကစားပါရီဆိုမှတန်းမှာဆင်းရဖို့ရှိနေပါရီ။တည်ရင်လည်းကြောက်တော့ပြောင်းဆိုတာ Ramsey ကိုပြောတာထင်ပါရီ။ဗီဒီယိုကိုစုံလိုက်ပါကြည့်ရှုပေးခဲ့ကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်များ။